မိတ်ဆွေတို့ရေလူတယောက်ရဲ့အမှောင်ဆုံးအချိန်မှာချစ်ချင်းမေတ္တာကကဲတင်နိုင်ပါမလားဒီနေ့မှာခရစ်စတာရစ်ချီရေးသားတဲ့အတစ်တက်ဖို့နောင်ဝိတ္ထုအကြောင်းကို ပြောပြပေးသွားမှာပါဒီဝိတ္ထုထဲမှာစိန်ခေါ်မှုတွေလှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ခံစားချက်တွေကိုတွေ့မြင်ရမှာပါမိတ်ဆွေတို့ရေဒီဝတ္ထုကိုခရစ်စတာရစ်ချီကရေးသားထားတာပါ အတိတ်တဖို့နောင်ဟာမူရစ်ဆေးဆွဲနေသူနှစ်ဦးရဲ့ခက်ခဲကြမ်းတမ်းတဲ့ချစ်ချင်းမေတ္တာခီးလန်းကိုပုံဖော်ထားပါတယ်။လီလီနဲ့လိုတို့ဟာပြန်လဲထူထောင်ရေးစင်တာက ပြန်လာပြီးတဲ့နောက်မှာသူတို့ရဲ့အနာဂတ်ကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။လီလီကယ်လိုဝေးဟာလိမ်ဆွဲလမ်းမှုဝေဒနာကို ခံစားနေရပြီးလိုယန်လိုဟေးကတော့အရက်ဆွဲလမ်းမှုဝေဒနာကိုခံစားနေရပါတယ် သူတို့နှစ်ဦးပြန်လည်ဆုံတွေ့ချိန်မှာစိတ်လှုပ်ရှားမှုတွေမျှော်လင့်ချက်တွေနဲ့အတူဂတိကဝတ်တွေရဲ့ဖိအားတွေကိုပါခံစားကြရပါတယ်။လီလီရဲ့ကုထုံးဆရာရဲ့လိမ်မိုင်းဆိုင်ရာကန့်သက်ချက်တွေနဲ့လူရဲ့အရက်မတောက်တော့ဘူးဆိုတဲ့ဂတိတွေနဲ့အတူသူတို့ရဲ့ဆက်ဆံရေးကိုပုံဖော်ကြရပါတယ်။သူတို့ရဲ့ပထမဆုံးညမှာလီလီရဲ့ဆွဲလန်းမှုကိုဖော်ထုတ်မယ်ဆိုတဲ့ချင်းချောင်းမှုတွေပေါ်လာပါတယ်။ လီလီနဲ့လိုတို့ဟာသူတို့ရဲ့ပုံမှန်ဘဝတစ်ကိုတိဆောက်ဖို့ကြိုးစားနေချိန်မှာအမိမတိစာတဆောင်က လီလီရဲ့လိမ်ဆွဲလမ်းမှုကိုဖော်ထုတ်မယ်လို့ချင်းချောက်လာပါတယ်။လီလီရဲ့အမဖြစ်သူ Rose Corner နဲ့လိုရဲ့ညီကိုတဝမ်းခွဲရိုက်တို့ကလီလီကို ကာကွယ်ဖို့ကြိုးစားကြပါတယ်။ရိုက်ကော်နာနဲ့ရိုးစတိုဟာလီလီအပေါ်တန်တရားဝင်နေကြပြီးလိုနဲ့ရိုက်တို့ရဲ့အရှုပ်ထွေးတဲ့အတိတ်ကလည်းပြဿနာတွေကိုပိုဆိုးရွားစေပါတယ် သူတို့တငယ်ချင်းတွေကြားထဲမှာဘသူက လီလီရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်နေလဲဆိုတာကိုမသေးချာတဲ့အတွက်စိတ်ဝမ်းကွဲနေကြပါတယ်။လီလီရဲ့တက္ကသိုလ်မှာပညာသင်ကြားရုံးကန်နေရမှုကြောင့် Rose ရဲ့တငယ်ချင်း Sebastian C ကအကူအညီတောင်းခံခဲ့ပါတယ်။ Sebastian ကလီလီကို စာမေးပွဲအဟောင်းတွေကိုပေးခဲ့ပါတယ်။လီလီဟာစနစ်ကိုအနိုင်ယူဖို့အတွက်ကျင့်ဝတ်တဲ့မညီညွတ်တဲ့နီလန်းတွေကိုအသုံးပြုခဲ့ပါတယ် လီလီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်မဲ့သူဟာပိုပြီးပြင်းထန်လာတဲ့အခါလီလီရဲ့ဂုံတိတ်ခါနဲ့မိသားစုအမွေနှစ်ကိုဖျက်ဆီးဖို့ချိန်ချောက်လာပါတယ်။အဲ့ဒီအချိန်မှာလိုဟာ သူ့ရဲ့အတိတ်ကအမားတွေကို ရင်ဆိုင်ဖြေရှင်းဖို့ဖိအားပေးခံလာရပါတယ်။နောက်ဆုံးမှာလီလီရဲ့လိမ်ဆွဲလမ်းမှုကိုသတင်းမီဒီယာတွေကနေတဆင့်လူသိရှင်ကြားဖြစ်သွားပါတယ်။လူတွေဟာလီလီကိုပြောင်းလောင်ကြပြီးသူ့မိသားစုရဲ့စီးပွားရေးအင်ပါယာကိုပါချိန်ချောက်လာပါတယ်။ လိုကသူ့ရဲ့ကိုယ်ပိုင်စိတ်တွေနဲ့ရုန်းကန်နေတဲ့အချိန်မှာလီလီကိုဘလို့ကူညီရမလဲဆိုတာကိုရှာဖွေရပါတယ်။သူတို့နှစ်ဦးရဲ့ချစ်ချင်းမြတ်တာဟာစိန်ခုံမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရပြီး အတူတူဆက်လက်ရည်တည်နိုင်မလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။အဲ့ဒီနောက်မှာသူတို့အုပ်စုဟာကန်ကုန်ကိုအပန်းဖြေခီးထွက်ခဲ့ကြပါတယ်။ဒါပေမဲ့ကန်ကုန်မှာလည်းစိန်ခုံမှုအစ်စ်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လီလီရဲ့ညီမအငယ်ဆုံးဒေစီလည်း အုပ်စုနဲ့အတူပါလာပြီးစိုးရိမ်ပူပန်မှုတွေနဲ့ပဋိပက္ခတွေရဲ့အဓိကအကြောင်းရင်းဖြစ်လာပါတယ်။ DC ရဲ့ရိုက်နဲ့ပတ်သက်မှုကလည်းမိတ်ဆွေတွေကြားကဆက်ဆံရေးထက်ပိုရှုပ်ထွေးလာပါတယ်။ DC ဟာခန္ဓာကိုယ်ပေါ်ယုံကြည်မှုနှဲပါခြင်းမိဘတွေရဲ့လစ်လူရှုခံရခြင်းနဲ့မော်ဒယ်လောကရဲ့ဖိအားတွေကိုခံစားနေရပါတယ်။လီလီရဲ့မိသားစုကဒေစီကိုစွန့်ပစ်ခဲ့ပြီးလီလီရဲ့ခီးလန့်ကိုပါထင်ဟပ်စေခဲ့ပါတယ်။ အုပ်စုဟာတစ္ဆာဖောက်ခံရခြင်း၊ရင်ဆိုင်တွေးဆောင်ခြင်းနဲ့ဝမ်းနည်းကြေကွဲခြင်းတွေကိုခံစားခဲ့ရပါတယ်။လီလီရဲ့မိသားစုကစိတ်ပြက်ဝမ်းနည်းခဲ့ပြီးလိုရဲ့သူ့ရဲ့ဖခင်နဲ့ဆက်ဆံရေးကလည်းတင်းမာနေပါတယ်။ရိုက်တဲ့လူတို့ရဲ့အမေဆာရာဟေးဟာတစ္ဆာဖောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါရိုက်ဟာစိတ်ထိတ်ထိုက်သွားပါတယ်။အဲ့ဒီနောက်မှာအုပ်စုဟာမိသားစုနောင်ကျိုးတွေဟာဘလောက်ထိနှဆိုင်နိုင်လဲဆိုတာကိုသိရှိသွားခဲ့ပါတယ် လီလီနဲ့လိုတို့ဟာသူတို့ရဲ့ပြန်လဲထူထောင်ရေးနဲ့တယောက်ကိုတယောက်ကူညီဖို့ပြန်လဲဆုံးဖြတ်ခဲ့ကြပါတယ်။လီလီဟာအနိုင်ကျင့်တတ်တဲ့ကုထုံးစရာနဲ့ရင်ဆိုင်ခဲ့ရပြီးလိုကသူ့ရဲ့မွေးသမီးခင်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။လီလီနဲ့လိုတို့ရဲ့ခီးလမ်းမှာအခက်ခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့ရပြီး သူတို့ရဲ့ချစ်ချင်းမေတ္တာကအာတာချက်တစ်ခုဖြစ်တယ်လို့အားနည်းချက်တစ်ခုလည်းဖြစ်လာပါတယ်။လိုဟာလီလီကိုစစ်မှန်တဲ့ချစ်ချင်းမေတ္တာနဲ့ထာဝရလက်တွဲဖို့ကတိပေးခဲ့ပါတယ်။ ဇလန်အဆုံးမှာရိုးသားမှုခံနိုင်ရှိမှုနဲ့ဘလို့အခြေအနေမျိုးမှမဆိုတယောက်ကိုတယောက်ရွေးချယ်ဖို့တင်ကန်းစာတွေရရှိခဲ့ပါတယ်။လီလီကယ်လိုဝေးဟာထိခိုက်လွယ်ပြီးဆွဲလန်းတက်ကချစ်ခင်ကျင်နာတတ်သူပါ။လီလီဟာလိမ်ဆွဲလန်းမှုကို တိုက်ထုတ်နေတဲ့အမျိုးသမီးငယ်တဦးပါ။လိုယန်လိုဟေးကတော့နာကျင်မှုတွေနဲ့ပြည့်နေပြီးကာကွယ်ပေးတက်ကပြန်လည်ကောင်းမွန်ဖို့စူးစမ်းနေသူတဦးပါ။ ရိုက်မျက်ခင်းပြင်ကတော့ပွင့်လင်းပြီးတစ္ဆာရှိကပေါင်းတင်ဆက်ဆံရေးကိုရှာဖွေနေသူပါ Rose Kellowe ကတော့ရီမန်းချက်ကြီးပြီးအေးဆက်ကကာကွယ်ပေးတတ်သူပါ Corner Group ကတော့ထူးချွန်ထက်မြက်ပြီးနက်နဲကကိုချင်းတရားပိုင်းမှာမတိချာမရေရသူပါ DC Kellowe ကတော့စွန်စားတက်ပြီးထိခိုက်လွယ်ကဆက်သွယ်ချိတ်ဆက်မှုကိုရှာဖွေနေသူပါ ယိုနသန်ဟေးကတော့အနိုင်ထက်ပြုတ်တက်ပြီးအစွမ်းထက်ကအားနည်းချက်များစွာရှိသူပါဆာရာဟေးကတော့ခါတီးပြီးလက်စားချေတက်ကနောက်ဆုံးမှဝမ်းလဲစရာကောင်းတဲ့ဇက်ကောင်တူပါစီဘက်စတီယန်ရော့စ်ကတော့လိမ္မာပါနဲ့ပြီးကိုကျိုးရှာက နောက်ဆုံးမှဖော်ထုတ်ခံရသူပါမဲလစ်ဆာကတော့ညူဆူတက်ပြီးအခွင့်အရေးယူတက်ကပြိပခ္ခတွေကိုဖန်တီးသူပါ မိတ်ဆွေတို့ရေအတိတ်တဖော်နောင်ဝိထုထဲမှာမူးယစ်ဆေးဆွဲခြင်းအဆက်ကွဲခြင်းတွေကြမှာချစ်ချင်းမေတ္တာနဲ့မိသားစုရဲ့အရေးပါပုံကိုတွေ့မြင်ရမှာပါကိုကိုကိုယုံကြည်ပြီးအကူအညီတောင်းဖို့မကြောက်ပါနဲ့မိတ်ဆွေတို့ရဲ့အားပေးမှုကသူတို့အတွက်အရေးကြီးပါတယ်ဒါကြောင့်ဒီစာအုပ်ကိုဖတ်ရှုပြီးသင်တို့ရဲ့အမြင်တွေကိုဝေမျှပေးကြပါဦးနော်